ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ရခိုင်ပြည်ကြောက်တော်မြို့ကိုစစ်တပ်ကလေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံ9ယောက်သေဆုံးပြီးတော့4ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ချင်းပြည်မင်းတပ်မြို့နယ်ထဲမှာလည်းစစ်ကောင်စီတပ်ကလေချောင်းဘုံကျဲမှုတဲ့ကလေးငယ်တစ်ယောက်အပါဝင်အရက်သား3ယောက်သေဆုံးခဲ့ပါတယ်။လာရှုလေစိတ်ကိုတော့မေလ22ရက်နေ့မှာပြန်ဖွင့်တော့မှာဖြစ်ပါတယ်။မရေမရာဖြစ်နေတဲ့ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်းကိုလည်းနားဆင်ရဖို့ရှိနေပါတယ်။ အခုတော့မြန်မာသတင်းတွေနဲ့ဆက်ရအောင်ပါ အာရခတ်တက်တော်အေအေကထိန်းချုပ်ထားတဲ့ရခိုင်ပြည်ကြောက်တော်မျိုးကို စစ်ကောင်စီလေတက်ကမေလ15ရက်နေ့နေ့လယ်ပိုင်းလောက်မှာထပ်ပြီးတော့ဘုံကျဲတက်ခိုက်ခဲ့လို့ဒေသခံ9ယောက်သေဆုံးခဲ့ပြီးတော့၄ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ရွာမရက်ွက်နဲ့အဲ့ဒီအနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီကဘုံလေးလုံးကျဲချခဲ့ပါတယ်။ဒါပြင်ရော့ကတ်3လုံးနဲ့ပါကျဲချတက်ခိုက်ခဲ့တယ်လို့မြို့ခံတယောက်ကပြောပါတယ်။အေအေကဒီကြောက်တော်မျိုးကိုပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ13ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်ဒီလိုမျိုးတိမ့်ပိုက်ပြီးတဲ့နောက်ကနေစပြီးတော့ဒီမြေပြင်မှာတိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိခဲ့ပါဘူးနောက်ပြီးတော့ချင်းပြည်ဒဲကမင်းတက်မြို့နယ်တဲကိုလည်းစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာတွေလုပ်ခဲ့ပါတယ်ချင်းပြည်မင်းတက်မြို့နယ်ဒီစွန်တောင်ရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတယောက်အပါအဝင်၃ယောက်သေဆုံးခဲ့ပါတယ်သေဆုံးသူတွေထဲမှာတော့အသက်၆နှစ်အရွယ်ကလေးတယောက်လည်းပါပါတယ်ဒေသခံ၁၀ယောက်ထက်မနည်းကတော့ထိခိုက်ဒဏ်ရာတွေ ยาชิเกจาบารี စကောင်စီတက်ကငလင်ပြန်လဲထူထောင်ရေးအတွက်အပြစ်ရက်ကာလကိုမေလာကုံနဲ့အထိထပ်ပြတော့တိုးတယ်လို့ကြေညာထားပြန်နောက်ပိုင်းမှာလေချောင်းကနေတိုက်ခိုက်မှုတွေကိုအရင်ကထပ်ပို့ပြီးတော့လှုပ်လာနေတာဖြစ်ပါတယ်။မနေ့ကဆိုရင်ဒီမန်လီတိုင်းတဲကသပိတ်ကျင်းမှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုကိုပါလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်ဆောင်စခန်းဘုံကျဲခံရမှုကြောင့်တန်ကတော့တပားအပါဝင်နှစ်ယောက်သေဆုံးခဲ့ပါတယ်။ဒါအပြင်ကလေးတွေအပါဝင်စစ်ပေးဆောင်၉ယောက်ကတော့ထိမှန်တန် ဟန်ရရှိခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ပြည်သူတွေဟာအရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ် အခုအရေးပေါ်အကူအညီတွေလိုအပ်နေတဲ့သူတွေဟာ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ဒီမွန်ပြည်ကြိုက်ထုံမြို့နယ်ထဲမှာရှိတဲ့ဝင်းကန်ကျေးရွာအုပ်စုတွေကရွာ6ရွာကပြည်သူ2900ကျော်ဖြစ်ပါတယ်။တိုက်ပွဲတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိမ်းရှောင်နေရတဲ့အဲ့ဒီပြည်သူ2900ကျော်အတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ KNU တပ်မဟာတပ်ဒူးတထူးခရိုင်ကပြောပါတယ်။နေထိုင်စားသောက်ရေးအတွက်ဒီရိတ်ခါပြီးတော့နေစရာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအရေး းပေါ်လိုအပ်နေတာဖြစ်တယ်လို့ KNU တက်မဟာတဒူးတထူးခရိုင်ကဒီကနေ့မှထုတ်ပြန်လိုက်တာပါဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူတွေဟာအသက်သေဆုံးမှုတွေဖြစ်နေတယ်လို့ခနာကိုအစိတ်ပိုင်းတွေလည်းဘုံစားတွေထိမှန်ပြီးတော့ဆုံးရှုံးနေကြရတဲ့အပြင်ဒီအိုးပြစ်ရွာပြစ်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ပြည်သူတွေထဲမှာတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်တဲ့သူတွေကပိုပိုပြီးတော့များလာနေပါတယ် ရှမ်းမြောက်ဒေသကတရင်တပုတ်ကိုဆက်ပြီးပြောရမယ်ဆိုရင်တော့ဒီလာရှုလေစိတ်ကိုမေလ22ရက်နေ့မှာပြန်ဖွင့်တော့မှာဖြစ်ပါတယ်။တရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်စစ်ကောင်စီရဲ့လက်ထဲကိုပြန်ပေးလိုက်ရတဲ့ရှမ်းမြောက်ကလာရှုလေစိတ်ကိုပြန်ဖွင့်ဖို့အတွက်စီစဉ်နေကြတာဖြစ်ပါတယ်။မေလ22ရက်နေ့ရဲ့ခီးစဉ်တွေအတွက်လာရှုတချီလေခီးစဉ်နဲ့စမှာဖြစ်ပါတယ်။လာရှုမန္တလေးနဲ့လာရှုရန်ကုန်စတဲ့ခီးစဉ်တွေလည်းပါဝင်ပါတယ်။လေရင်လက်မှတ်တွေကိုလည်းစပြီးတော့ရောင်းချပေးနေ ပြီလို့မြို့ခံတယောက်ကပြောပါတယ်စစ်ကောင်စီရဲ့လက်အောက်ခံဖြစ်တဲ့ဒီမြမအမျိုးသားလေကြောင်းလိုင်း MNA ကအရင်ဆုံးပြေးဆွဲมาဖြစ်ပါတယ်လာရှိုးမန္တလေးနဲ့လာရှိုးရန်ကုန်အသွားအပြန်တို့လေရင်လက်မှတ်ဈေးနှုန်းကတော့ကျပ်3သိန်းကနေကျပ်5သိန်းကြားမှာပေါက်ဈေးရှိနေပါတယ် တစ်တုံညာနှစ်ခုစစ်စင်ရဲထဲမှာလာရှု၄စိတ်ရဲ့ခရီးစဉ်ပြန်တမ်းမှုတွေ ကို2024ခုနှစ်ဇူလိုင်လမှာလုံးဝရပ်နားခဲ့ရပြီးတဲ့နောက်အခုပြန်လည်ပြေးဆွဲဖို့ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။အခုဆက်ပြီးတော့ဒေတာအတွင်းနဲ့ကမ္ဘာသတင်းတွေကိုပြောပြပါမယ်။ဒီကနေ့ကမ္ဘာသတင်းတွေကိုတော့ Thai American ကုန်သွယ်ရေးအကြောင်းနဲ့ဆက်ရအောင်ပါ။ အမေရိကန်ကသွင်းကုန်ခွန်တိုးမြင့်မှုတွေကိုယာယီဆိုင်ငံတဲ့ကာလကုန်မှုနီးလာတာနဲ့အမေရိကန်နဲ့ကုန်သွယ်ပတ်နိုင်ငံတွေအခက်တွေ့နေကြပါတယ်။အဲ့ဒီထဲမှာတော့ထိုင်းနိုင်ငံလည်းပါပါတယ်။ထိုင်းနဲ့ကုန်သွယ်မှုမှာလုံဝေပြနေတဲ့အမေရိကန်ကထိုင်းကတင်ပို့တဲ့ကုန်ပစ္စည်းတွေကိုဒီ36ရာခိုင်နှုန်းအခွန်ကောက်ခံမယ်လို့သတ်မှတ်ခဲ့တာပါ။ အခုတော့ထိုင်းကုံတော်ရေးဝင်ကြီးဌာနရဲ့အဆိုပြုတင်ပြချက်၅ချက်အပေါ်မှာအမေရိကန်ရဲ့တုံ့ပြန်မှုကအလားအလာကောင်းတယ်လို့အဲ့ဒီဌာနကဆိုပါတယ်။ထိုင်းနိုင်ငံက အဆိုပြုတင်ပြတဲ့အချက်တွေကတော့အားကောင်းတဲ့လုပ်ငန်းတွေမှာအမေရိကန်နဲ့ထိုင်းပူးပေါင်းပြီးတော့လှုပ်ဆောင်ကြမယ်လို့ပြောထားပါတယ်။ဥပမာဒိတ်ဆန်အစာထုတ်တဲ့လုပ်ငန်းမျိုးတွေမှာဒီထိုင်းကထုတ်လုပ်မှုအရေးသွေးကောင်းပြီးတော့အမေရိကန်ကကုန်စံနည်းပညာနဲ့စိုက်ပျိုးရေးအားကောင်းတာတွေပူးပေါင်းမယ်လို့ကန့်လန့်ထားပါတယ်။ဒုတိယကတော့အမေရိကန်ရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကိုဈေးကွက်ဖွင့်ပေးပြီးတော့ဒီကုန်သွယ်ခွင့်လျှော့ပေးမယ်လို့ဆိုပါတယ်။တတိယကတော့မရှိမဖြစ်ပစ္စည်းတွေဖြစ်တဲ့သဘာဝတန်ငွေတို့ ဒီလူစီးလေရင်တို့လိုပစ္စည်းတွေကို အမေရိကန်ထုတ်တွေကိုဝယ်ဖို့ကမ်းလှမ်းထားတာဖြစ်ပါတယ်။စတုဒ္ဒအချက်ကတော့ပို့ကုန်ပစ္စည်းစီစစ်ရေးဖြစ်ပါတယ်။ဥပမာတရုတ်ကပစ္စည်းတွေကို Made in Thailand ဆိုပြီးတော့အမေရိကကိုမပို့ဖို့စီစစ်မယ်ဆိုတာမျိုးဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ဒီထိုင်းယင်းနီးမြုံနှံမှုတွေအမေရိကမှာပိုလုပ်ဖို့ဖြစ်ပါတယ်။ဒါမှအမေရိကကအလုပ်တွေနိုင်ငံခြားကိုစီးမထွက်သွားဖို့ဖြစ်ပါတယ်။ဒီကလန့်ချက်တွေကိုအမေရိကကစိတ်ဝင်စားမှုပြတယ်လို့ဆိုပါတယ်။သမရထရန်တက်လာပြီးတဲ့နောက်မှာကုန်သွယ်ရေးလုံငွေပြနေတဲ့နိုင်ငံတွေအများပြားကိုဒီကုန်သွယ်ကုန်တွေတိုးမြင့်မယ်လို့ချိန်ချောက်ပြီးအခုလိုမျိုးအမေရိကန်ရဲ့အားတာမှုရနေတဲ့သဘောတူညီချက်တွေကိုတိုးပြီးတော့ရနေတာဖြစ်ပါတယ်။ အမေရိကန်တတိယသမ္မတကြီးရဲ့ဒီကုံသွေးရေးပြူဟာအစ်စ်လို့ပြောရမယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့ယူကရိန်းရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်းဖြစ်ပါတယ်။တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာကျင်းပမယ့်ဒီယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယူကရိန်းသမ္မတဇယ်လန်စကီကကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဆီလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ရလက်တွေကိုတော့အများကြီးမျောလင့်မထားဘူးလို့သူကပြောပါတယ်။သူကရုရှားသမ္မတပူတင်ကိုယ်တိုင်ဆွေးနွေးပွဲတက်ရောက်ပြီးတော့မျက်နှာချင်းဆိုင်စကားပြောချင်တယ်လို့ပြောခဲ့တာပါ။ဒါပေမဲ့ရုရှားသမ္မတပူတင်ကဆွေးနွေးပွဲဖြစ်မြောက်လာအောင်တွန်းအားပေးခဲ့တဲ့အမေရိကန်သမ္မတဒိုနယ်ထရမ့်ကပါအစည်းအဝေးကိုတက်ရောက်မဲ့စီးရင်တွေထဲမှာပါဝင်မလာခဲ့ပါဘူးယူကရိန်းသမ္မတကသမ္မတပူတင်မလာဘူးဆိုရင်သူလဲဆွေးနွေးပွဲကိုတက်မှာမဟုတ်ဘူးလို့ပြောထားပါတယ်ဒါကြောင့်ယူကရိန်းစစ်ပွဲ ငင်းချင်းကြီးဆွနေတဲ့ဆိုပေမဲ့ရလက်ကောင်းတွေကတော့မျောလင့်ထားလို့မရတဲ့အခြေအနေမျိုးမှာရှိနေတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ပုဒ်ကတော့ဒီအလှပြင်တဲ့ influencer အမျိုးသမီးတယောက်အကြောင်းကိုပြောပြပါမယ်။ TikTok မှာအလှပြင်ဖို့အတွက်ဒီ live လွှင့်နေတဲ့ influencer အမျိုးသမီးတယောက်ဟာဆိုလို့ရှိရင် live လွှင့်နေရင်းနဲ့ပြစ်ဒဏ်ခံလိုက်ရပါတယ်။အလှပြင်လုပ်ငန်းလုပ်တဲ့ Mexico နိုင်ငံက influencer အမျိုးသမီးတယောက်ဖြစ်တဲ့ Marcus ဟာ live လွှင့်နေရင်းနဲ့အသက်ခံလိုက်ရတာဖြစ်တယ်လို့ CNN ရဲ့သတင်းတစ်ပုဒ်မှာထုတ်လွှင့်သွားပါတယ်။သူ့ရဲ့အလှပြင်ဆိုင်မှာ TikTok ကနေ live လွှင့်နေရင်းလူသက်သမားတယောက်ရဲ့ လက်ချက်နဲ့တည်ဆုံသွားခဲ့ရတာလို့ပညာရှင်တွေကသုံးသပ်ထားပါတယ်သူဟာ live လွှင့်နေတော့ပစ္စည်းလာပို့တဲ့အတန်ကိုကြားပြီးတော့ထထသွားပါတယ်။အရင်နောက်ကင်မရာရှေ့ကိုသူကအထုပ်ကလေးတစ်ထုပ်နဲ့ပြန်ပြီးတော့ရောက်လာပါတယ်။အဲ့ဒီအထုပ်ကလေးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ဝဲဝံပန်းရောင်ရုပ်ကလေးဒီထွက်လာလို့အသက်24နှစ်အရွယ် influencer Marcus ကဒီပြိသက်တွေကိုဝက်ကလေးဆိုပြီးတော့ပြသနေတာပါ။ အဲ့ဒီနောက်မှာပဲ market ရဲ့ကောင်းဟာအလှပြင်းတဲ့စပွဲပေါ်ကိုကျသွားပြီးတော့သွေးတွေထွက်လာတာကိုသူ့ရဲ့ fan တွေက မြင်လိုက်ရတာဖြစ်ပါတယ်။သူဟာဆိုရင် Instagram မှာလည်း follower တသိန်းကျော်ရှိပါတယ်။သူ့ရဲ့ပရိသတ်တွေအတွက်တော့ထိတ်လန့်တုန်လှုပ်စရာဖြစ်သွားပါတယ်။ မက္ကဆီကိုရှိနေယုံကျုံရဲ့အဆိုအရတော့ဒီမာကတ်ကိုဒီအမျိုးသမီးတွေကိုတတ်တယ်စိတ်တစလူတတ်သမားတစ်ယောက်ကတတ်သွားတာလို့ယူဆကြောင်းဆိုထားပါတယ်။သူ့ရဲ့နာမည်ကိုတော့တစုံတရာထုတ်ဖော်ပြောဆိုထားတာမျိုးမရှိပါဘူး။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကို NMG ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ချုပ်လင်းချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချမ်းမြေကြပါစေရှင်။